အခုဆိုရင်တော့ရက်ဆက်ကြမ်းကြုတ်မှုတွေကအမြင့်ဆုံးစိတ်ကိုရောက်နေတဲ့ကမ္ဘာပေါ်မှာရှိတဲ့တောင်ရိုင်းဆန်ပြီးတော့အရှောင်မပေးတတ်တဲ့ရန်မှုဆောင်ဒရိတ်ဆန်တွေရဲ့ကြီးစိုးနေပုံကိုမြင်တွေ့ရမှာပါ။မြေရိုင်းနဲ့တောတောင်တွေကနေကြမ်းတမ်းခတ်တံနဲ့သမုတ်တရားတွေထိဒီညွတ်ယူဖန်ဆားတတ်တဲ့နေရာတွေကိုစိုးစားလေးလာရဲ့ခီးတဲ့တွေကတွားရောက်ရင်းနဲ့တဘာဝရဲ့အကောင်ဆုံးစစ်တီတော်တွေရဲ့မညာမတာနဲ့ဒေါသထွက်နေပုံတွေကိုပြသတော်မှာဖြစ်ပါရင် တကယ်စစ်မှန်တဲ့ရန်လိုမှုချန်ပီယံတွေနဲ့ရင်ခုန်စိတ်လှုပ်ရှားပွဲရာတွေ့ဆုံမှုတွေအတွက်ကုကုကုခုံယူလိုက်ပါတော့ Top Song ကနေကြိုဆိုပါရင် Subscribe နဲ့ခေါင်းလောင်းလေးနှိပ်သွားပေးပါအောင်ရှင်ကျေးဇူးပါတဆင်းတော့ဆက်လိုက်ပါတော့မယ်ကျမကတော့ခိုင်ပါရှင်အမဲရောင်မန်ဖာမွေနမဲဆိုးနဲ့ကြော်ကြတဲ့အမဲရောင်မန်ဖာမွေအကြောင်းကိုပြောကြည့်ကြတာပေါ့နော် ဒီမွေကသူတို့တကယ်ထင်ရှားပေါ်လွင်စေတဲ့အကြောင်းရင်းအနေငယ်တွေကြောင့်လူတည်များပါတယ်။ပထမဆုံးပြောရမယ်ဆိုရင်တော့သူကကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးအဆက်ရှိတဲ့မွေဖြစ်ပါတယ်။ဒေါက်တာကြည့်လိုက်ပါတော့ဒီမွေရမွေရီရဲ့ကမ္ဘာမှာတော့အမြန်ဆုံးနဲ့ဆိုလိုတော့မှပြောလို့ရပါတယ်။သူကမယုံနိုင်လောက်တဲ့အရှင်ဖြစ်တဲ့တနအီကို7မိုင်နှုန်းနဲ့ကိုကိုတွန့်ပြီးတော့တွားသွားနိုင်တာပါ။အမဲရောက်မန်ဗာမွေရဲ့ဂုံတဲ့နေကိုအမှန်တကယ်ကြော်ကြားစေတဲ့ရာက သူစိတ်ရဲ့ပြင်းတဲ့အစွမ်းပဲဖြစ်ပါရင်အရိစိတ်ကအရွယ်ရောက်ပြီးသားလူတွေကိုမိနစ်ပိုင်းတွေမှာတက်ပြက်နိုင်လောက်လို့စွမ်းနေပြီးအရိစိတ်ကတော်တော်လေးကိုပြန်ပါရင်အခုကတော့အမဲရမန်ပါဝင်နဲ့မတော်တဆတွေးဆောင်ခဲ့မယ်ဆိုရင်ဘာလုပ်ရမလဲဆိုတဲ့အကြောင်းကိုပြောပြပေးပါမယ်။ အများစုကတော့အဆုံးသတ်မကောင်းကြပါဘူးလေဒီမူရသူ့ရဲ့ချိန်ချောက်ခင်ရတယ်လို့ခန်းစားရတဲ့ချိန်မှာပို့ပြီးတော့ရံမှုတတ်ပါတယ်။ဒါကြောင့်မလို့သူတို့က DNA ရှိတဲ့တတဝါစီရင်ထဲမှာသူနဲ့ထိုက်တန်တဲ့နေရာကိုရခဲ့တာပါ။အမဲရောက်မန်ဖာမွေကတခြားအကြောင်းပြချက်မရှိဘဲနဲ့တိုက်ခိုက်တာမျိုးမလုပ်ပေမဲ့လေ DNA ရှိတဲ့တတဝါတွေကိုကျွမ်းကျင်သူတွေကင်တွယ်နေအောင်လို့ခြံထားက ပါနေတဲ့လှုပ်ဆောင်မှုတစ်ခုဖြစ်နေစေပါပဲ။ဘာကြောင့်လဲဆိုရင်တော့တကယ်လို့အမေရောက်မန်ပါဝေးကတယောက်ယောက်ဒါမှမဟုတ်တစ်ခုခုကချင်းချောက်တယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှဆိုရင်နောက်ထပ်တစ်ဆက်ကတော့မစင်စားပဲနဲ့ပေါက်တတ်ပါရဲ့။ပြီးတော့ဒီချက်တောင်ပို့ပြီးတော့ကြောက်စရာကောင်းစီရတာကအဲ့ဒီမူရတစ်ချိန်ကကတ်ယုံနဲ့မကျေနပ်နိုင်ပါအောင်နော်။ Tasmanian Devil ဟုတ်ပါပြီ။ဩစတြေးလျနိုင်ငံရဲ့ Tasmanian ကျွန်းကိုသူရဲ့ဇာတိနာမည်ခေါ်တဲ့ဒီတော်ရိုင်းတတ္တဝါနဲ့မိတ်ဆက်ပေးပြရစေဦးနော်။ တို့ကို Tasmanian Devil လို့သိကြပြီးခိုင်ပြောပြပါရစေ။တို့ကတို့ရဲ့ Looney Tunes လို့အရေးသွေးရှိနေပြီးတော့နာမည်နဲ့လိုက်အောင်လို့နေထိုင်ကြတာပါ။ဒီကောင်လေးတွေကတဘာဝလေးရောက်ရန်လို့တက်ကြပြီးတော့အချင်းချင်းတကောင်နဲ့တကောင်ပြင်းထန်လုံးထွေတက်ပုတ်တာမကြခနာဆိုသလိုဖြစ်ကြပါတယ်။အချင်းလေးတွေပြန်ထလာပြီးဆိုရင်တော့ဒီ Devil ကအခက်တခဲလုံးကိုအချင်းတို့အတွဲမှာတက်ပြနေတဲ့အနံစိုးတွေကိုလွတ်လိုက်ပါလိမ့်မယ်။အဲ့ဒါကဟဲ့နောက်ဆုံးဒီလိုဆိုပြီးတော့တို့ပုံစံနဲ့ပြောတာပဲဖြစ်ပါတယ်။ ဒါအောင်သာကြည့်လိုက်ပါတော့နော်တကယ်လို့တခြားနေတွေအားလုံးကအဆင်ပြေမနေဘူးဆိုရင်တို့ကရန်ကုန်ပြည်နယ်နှာချေမှုတွေကိုထုံလိုက်တာကြောင့်တစ်ဖက်လူကဟန်ချက်ပြတ်သွားနေတာပါဒါပေမဲ့တို့တွန်းထိုက်လိုက်တာကတွန်းထုံလိုက်တဲ့အချိန်ကြီးရောက်တာနဲ့တခြားလုံလံမရှိတော့ပါဘူးလေသူရန်မှုမဲ့အချိန်ကိုရောက်သွားပါပြီတို့ကစူညံစွာရန်ပွဲတစ်ခုကိုဆင်နွှဲမှဖြစ်နေပြီး double အမြောက်စုကတခြားကောင်တွေကိုပြဖို့အတွက်တို့တိုက်ပွဲကို အမာရော့အချို့နဲ့အဆုံးသတ်လေးရှိပါတယ်။ဒါကြောင့် Data Tasmanian Delver တွေကနောက်ဆရာမဟုတ်ပါဘူးနော်။သူတို့ရဲ့ရံပွဲပြဿနာကိုကင်တွေဖြေရှင်းတဲ့နေရာမှာသူတို့ရဲ့တမုံထူးခြားတဲ့ကိုပိုင်နီလန်းတွေနဲ့ရှင်းပြပြီးသူတို့ကလိုအပ်ပြီးဆိုရင်တော့လိုအပ်တယ်လို့ကြမ်းမို့အတွက်လည်းဝင်မလို့ပါဘူးလေ။တောဝက်တောဝက်တွေကအထူးသဖြင့်သူတို့ရဲ့နူးညံ့တိမ်မွေးနဲ့အိမ်မွေးတရိတ်ဆန်တောဝက်တွေနဲ့နှိုင်းရှင်ကြည့်တဲ့အခါမှာတော့ကြီးကြီးမားမားကိစ္စကြီးလို့မထင်ရပါဘူးလေ။ဒါပေမဲ့ကျွန်မပြောပြပြရစီအောင်နော်။ ကြောဝတ်တွေကိုနောက်ဆရာမဟုတ်ပါဘူးသူတို့ကမယုံနိုင်စရာကောင်းလောက်အောင်လို့ရန်လို့တက်ကြပြီးတကယ့်ကိုစိုးရိမ်စရာကောင်းလောက်အောင်လို့ကြံတန်းတဲ့သဘာဝလည်းရှိပါတယ်အရွက်ကြီးပြန်းလာတာနဲ့တောဝတ်တွေရအလေးချိန်90ကနေ90ကီလိုဂရမ်ကြာရှိနေပြီးအရွက်ရောက်ပြီးသားလူတယောက်ကိုအနိုင်ယူဖို့အတွက်လုံလုံနေပါပြီ ပြီးတော့သူတို့ရဲ့တိတိတသာရှီလျာပြီးတော့ကွေးညွန့်နေတဲ့အဆွဲတွေကိုမေးလိုက်ပါနေအောင်တော့ဒီချွန်ထက်တဲ့အဆွဲတွေက တောဝဲရဲ့အဓိကလက်နက်ဖြစ်နေပြီးသူတို့တွေဒေါသပုံထားတဲ့အခါမှာသူတို့သွားတဲ့လမ်းကြောင်းမှာရှိတဲ့ဘသူအရာကိုမစိုးထိုးဖို့အတွက်ဝင်မလီပါဘူးလေသူတို့ရဲ့အလင်းမြန်ဖြက်လန်းမှုတွေနဲ့သူတို့ရဲ့အလေးချိန်ရဲ့အင်မတန်ကြီးမားတဲ့ပြင်းထန်တဲ့အားတွေနဲ့အတူပေါင်းလိုက်မယ်ဆိုရင်တော့တောဝဲတွေရဲ့တိုက်ခိုက်မှုကြောင့်တချို့တွေကပြင်းထန်တဲ့တရားတွေရရှိနိုင်ပါတယ်အခုဆိုရင်တော့တောဝဲတွေကတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ရင်တင့်ရှိတဲ့တဲ့ကြီးကိုရောက်လာမှာမဟုတ်ပါဘူးလေ ဒါပေမဲ့လည်းတကယ်လို့ကိုကိုကိုတော့ဘက်ကနေပြစ်မှတ်ထားတာကိုခင်ရတယ်ဆိုရင်တွေ့ရဆိုရင်တော့ကို့အတွက်တစ်ခုတည်းသောမျှော်လင့်ချက်ကနည်းနည်းတော့ရင်စရာကောင်းနေပြီမြင်တစ်ပင်မော်ပြေးတတ်ဖို့နဲ့တော့ဘက်ကကိုရဲ့အပေါ်ကိုစိတ်ဝင်စားမှုယုံနေသွားစီဖို့မျှော်လင့်ဖို့ပဲဖြစ်ပါတယ်။စားငယ် The Wood Firing မြောက်အမေရိကကဖြန်နေညို့တမျိုးဒီခတ်ချပြီးတော့စိတ်သက်ခိုင်မာတဲ့တတ္တဝါတွေကမြောက်ပိုင်းဘူရီရဲ့တက်တော့နဲ့အာတိတ်ဇဝိုင်းတို့ကတော့မှသူတို့ရဲ့နေအိမ်စာတိလို့ခေါ်ကြနေပါပြီ။ အခုပထမချိန်ကြည့်မယ်ဆိုရင် တော့တို့ကိုတို့ဝန်ဝင်ငယ်လေးတွေနဲ့မှားနိုင်ပေမဲ့အခုပြောမှာကတို့တွေနဲ့ပတ်သက်ပြီးတော့မိုက်တဲ့အပိုင်းပဲဖြစ်ပါတယ်တကယ်တော့တို့ကမွေးပါမျိုးနွယ်ရဲ့အခြေစုံအဖွဲ့ဝင်တွေဖြစ်ပါတယ်အားနဲ့ပတ်သက်လာမယ်ဆိုရင်တော့ wood varin နဲ့အားနဲ့ညီနိုင်တဲ့တခြားဒိဋ္ဌိဆန်တွေကတော့များများစားစားမရှိပါဘူးလေ ဒီကောင်တွေမှာဆိုရင်တော့တိုက်ပီမဲ့အားကောင်းတဲ့ကိုလိုင်းအင်္ဂါတွေရှိနေရကြအောင်အရာတွေကသူတို့ကိုထိတ်တန်းမှုဆိုတွေဖြစ်စေခဲ့တာပါတကယ်တော့ wood firing ကအားကြီးပါတယ်ဆိုတော့ move ကိုအနိုင်ဖြုတ်နိုင်ခဲ့တဲ့ကိစ္စတွေလည်းရှိခဲ့ပါတယ်ဒါရီကကျွန်မပြောချင်တဲ့အော်ဆီယာကောင်းတဲ့သူတို့မှာရှိတဲ့အစဉ်တစ်ခုပါပဲ wood firing တွေကိုတခြားကောင်းတွေနဲ့ခွဲပြားစီတာကတော့သူတို့ရဲ့လုံးဝကိုမကြောက်ရွံ့တဲ့စိတ်ပါပဲသူတို့ရဲ့ကြီးမားတဲ့ခြေသေးတွေနဲ့အတူသူတို့ကနင်းတွေပေါ်မှာလည်းပြေးနိုင်ပြီး နင်းတော်ရုံဒါမှမဟုတ်ရင် reboot မျိုးကစတဲ့တားကောင်တွေနောက်ကိုဘရာတီဥရုမျိုးမှမစိုးလိုက်နိုင်တဲ့ထူးခြားတဲ့အားသာချက်အရေးတွေတခုကိုပေးဆွနိုင်တဲ့ဟာတွေကိုပိုင်ဆိုင်ထားကြတာပါ။မိမိကြောင့် ဒီဆင်းထဲမှာရေငန်မီချောင်းကိုတွေ့ရတာကတော့တိတ်ကိုအန်အိုစီမှမဟုတ်ပေမယ့်သူတို့ကတကယ်ပြင်မှာဆိုရင်တော့ရန်မူဆုံးတတ်ဝါရီတွေကနေမှတကောင်ပါဝင်ဖြစ်ကြောင်းကိုကျွန်မပြောပြပါရစေဒီဒရိတ်ဆန်တွေကသူတို့ရဲ့တားကောင်တွေကိုချောင်းမြောင်းတိုက်ခိုက်တဲ့နေရာမှာကျွမ်းချန်တဲ့သူတွေဖြစ်ကြပေမဲ့လည်းတခါတည်းမှာဆိုရင်တော့သူတို့ကပြင်ကုန်ထွက်လာပြီးတားကောင်တွေနိုင်ကိုတိုက်ရိုက်လိုက်လာတတ်ကြပါတယ် အောင်လေးနားထောင်ကြည့်လိုက်ပါဦးတို့ရဲ့ရန်လိုတဲ့အမူအရာကငငယ်ရွယ်အချိန်ကနေစတင်နေတာပါရှင်ငံမိချောင်းလေးတွေကတော်ရိုင်းထဲမှာတသက်လုံးနေခဲ့တဲ့အရွယ်ရောက်ပြီးသားရှင်ငံမိချောင်းတွေနဲ့တူညီတဲ့ရက်ဆက်ကြမ်းကြုံမှုအစဉ်ရှိကြောင်းသုတေသနပြုချက်တွေရသိရှိရတာပါဒီကောင်ငယ်လေးတွေကအရွယ်ချက်ရှိရှိရောမီးရွယ်နေပဲနဲ့ရောကြမ်းကြမ်းနဲ့အပြုတ်မှုတချို့ကိုပြသကြပြီးအဲ့ဒါကိုကင်မရာနဲ့ရိုက်မိခဲ့တာဖြစ်ပါတယ် ဒီမိเจ้าငယ်လေးတွေကမြင့်ရီချောင်းရီတွေမှာဆိုရင်တော့ကူးခတ်နေတဲ့အခါမှာသူတို့ကရှီအောင်နပန်းပြိုင်ပွဲကျင်းပနေတယ်လို့မျိုးရှီအောင်မှာအချင်းချင်းကိုကြိတ်ကြပြီးတော့ဆွဲဆွဲချပြီးတော့ကစားတတ်ကြပါတယ်။အာဖရိကအကျွေးတောင်အာဖရိကအကျွေးကခံမှန်းလို့မရဘဲနဲ့ရန်လိုတတ်တဲ့ကိုကို ဖောက်တဲ့ချမဲ့သူပါပဲတကယ်လို့ကိုကရမစားချင်မှုဆိုရင်တော့မှသူတို့ကတင့်ကိုပြန်ပြီးတော့ရန်စားပါလိမ့်မယ်ချိန်ချောက်တယ်လို့ထင်ရတဲ့ဒါမှမဟုတ်အနောက်ရှက်ဖြစ်စေတဲ့အရေးမှလေးတော့မှနည်းနည်းလေးတော့မှသူတို့ကိုသွားပြီးတော့ရန်စားနိုင်ပြီးတကယ်လို့ကြွဲကကိုဘက်ကိုပြေးလာပြီးဆိုရတဲ့တရိတာထားလိုက်ပါတော့ခြေသေးလို့အမဲလိုက်ပုံများတဲ့တားကောင်တွေတော့မှရမှုတတ်ပါတယ် အရွယ်ရောက်ပြီးသားတောင်အာဖရိကကျွဲတွေကအရက်၆ပေရှိနေပြီးအလေးချိန်တရံနေပါရှိပါတယ်။သူတို့ရဲ့အသည့်သာဆုံးအင်္ဂါရကြီးဖြစ်တဲ့ကြီးမားထူထဲတဲ့ဥချုပ်ကြီးတွေကြောင့်လည်းမမေ့လိုက်ပါနဲ့ဦးနော်။ကျွန်မပြောတော့တာယုံလိုက်ပါဒီအရွယ်ရှိတဲ့အကောင်ကြီးတွေရဲ့ ဝင်ဆောင်တဲ့အားကပြင်းထန်တဲ့တရားရီဒါမှမဟုတ်တေဆုံးတဲ့အထိဖြစ်စေနိုင်ပါ रे အရာကနောက်စရာမဟုတ်ပါဘူးလေတောင်အာဖရိကကကျွေးကသူတို့တရားရတဲ့အခါဒါမှမဟုတ်တော့သူတို့အတိုက်မြုံတွေကကျွေးတကောင်တိုက်ခိုက်ခင်ရတဲ့အခါမျိုးမှာရံမှုဆုံးဖြစ်ပါ रे အဲ့ဒီအခြေအနေမျိုးမှာသူတို့ရဲ့ဒေါသရံလုံးမှုတွေကိုပွင့်ထွက်ဖို့အတွက်ရံသူကိုချိန်ချောက်နေတဲ့ဥစိုးတွေနဲ့သောသားလျောက်ကိုစုပ်ပြတ်သွားအောင်ထိုးဖို့အတွက်ပြည်ပြည်စုံတဲ့အခိုက်အတန့်တွေကိုစောင့်နေပြီးသူရဲ့ရံပတ်ကိုဝိုင်းပန်းနေပြီးတော့တောင်းလျှောက်လိုက်တဲ့အမဲလိုက်သမားတွေလည်းဖြစ်ပါရယ် ။ဟောပြီးတော့သူတို့ကသူတို့ကိုသူတို့ကာကွယ်ဖို့နဲ့ပတ်သက်လာရင်တောင်အာဖရိကကျွဲကဘေးရသူတို့မျိုးနွယ်အဖွဲ့အဖွဲ့ကိုဖွဲ့ဖို့အတွက်ဝင်မလီပါအောင်တော့သူတို့ကတားရဲကောင်တွေကိုတိုက်ထုတ်ဖို့အတွက်ရုံရံဆန်ခတ်ဖြစ်ရင်အုပ်စုဖွဲ့တဲ့အမှုတစ်ခုကိုပါဝင်တက်ကြတဲ့အတွက်ကြောင့်ပဲဖြစ်ပါရင်အဲဒါကြောင့် Black Duck လို့ခေါ်ကြတာပါ။အဲဒီနာမည်ပြောင်းကရုပ်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 လုံးလို့ရတဲ့နာမည်ပြောင်းမဟုတ်ပါအောင်တော့ They crowd wearing โอเคပါကျမတို့ရဲ့စီးရင်းထဲမှာထည့်ထားတဲ့ဒေထိုးကြတဲ့ညအကြောင်းကိုပြောကြရအောင်ပါ အရေးကောင်ကသူ့ကိုပေးထားတဲ့ဒီနေရာအတွက်အပြည့်စုံဆုံးပါပဲ။ကမ္ဘာတစ်ဝှမ်းလုံးမှာအန်ရဲ့အရှိဆုံးငန်းလို့သတ်မှတ်ခံထားတဲ့အတွက်ကျွန်မတို့သာယုံလိုက်ပါတော့နော်။ ဟုတ်ပါတယ် crossway တွေအကြောင်းကိုပြောကြမှာပါတကယ်ကျွန်တော်ရေအခုဆိုရင်တော့အွယ်အစားနဲ့ပတ်သက်လာရင်တို့ကငှက်ကလအုပ်ထွက်သေးနေပြီမြေဒီအသေးငယ်တဲ့ငှက်ကလအုပ်တစ်ကောင်ရဲ့အယူလောက်တာကိုမခံလိုက်ပါနဲ့နော် crossway ရဲ့တိုက်ခိုက်တာကငှက်ကလအုပ်တွေထပ်ပို့ပြီးတော့ပြန်ချမှာတယ်ဒီငှက်တွေကရန်စခင်ရတဲ့အခါမှာခတ်ထန်ဇန်တန်နဲ့သူရဲကောင်းတွေအဖြစ်ကိုပြောင်းလဲသွားကြတာပါပဲတို့အလုံးကိုပြန်ထန်ဇန်တန်ပြီးကြောက်စရာကောင်းတဲ့တိုက်ခိုက်မှုတွေကိုပြုလုပ်တတ်ကြပြီးတို့အကြီးကလက်နက်တွေဖြစ်တဲ့တို့ရဲ့အားပြင်းတဲ့ခြေထောက်တွေကိုအသုံးပြုကြပါတယ်ဒီအစွဲတွေနဲ့ခြေထောက်နဲ့တစ်ချက်တိုက်ခိုက်ရုံနဲ့ ဲ့လူရိုးတွေကြိုးသွားနိုင်ပါတယ်။ဟုတ်ပါတယ်သူတို့ဟာအတေးလောက်တာပါ။ day crossway တွေကမလောက်ပါအောင်နော်။သူတို့ကသူတို့ရဲ့တားကောင်တွေစီကုန်အားကုန်ပြေးပြီးတော့အားနဲ့တစ်ချက်ပြင်းပြင်းထန်ထန်ကန်ပြီးတခါတရံမှာတော့သူတို့ပေါ်တော်မှာခုန်တက်ကြပါသေးတယ်။ The Sunbelt ဝဝဲမိသားစုမှာအသေးဆုံးဖြစ်တဲ့ Sunbelt ဝဝဲကြောင့်ကိုပြောကြရအောင်။ဒီကောင်လေးကဝဝဲမျိုးစိတ်တွေထဲမှာအရှာပါဆုံးလည်းဖြစ်ပါတယ်။ပြားရည်ကိုလေးလေးနက်နက်သဘောကျနှစ်သက်တဲ့စိတ်ရှိသလိုပြားရည်ဝဝင်လို့ခေါ်တာကိုကြားဖို့ကြမှာပါ အခုဆိုရင်တော့တင်းတို့ချက်စရာကောင်းတဲ့ဝင်းနီတဲလ်ဘူးကိုစိတ်မကူးကြတည်တည်ခင်ဒီဝဝင်းနီကအဲ့ဒါနဲ့လုံးဝမတူပါဘူးနော်တကယ်တော့သူတို့ဟာတခြားဝင်းမျိုးစိတ်တွေထပ်ပို့ပြီးတော့ရှင်းလုပ်တတ်ကြပါတယ်ကြည်ရတော့ပြောရမယ်ဆိုရင်တော့ဆမ်ဘယ်ကသူ့ကိုဘယ်သူမှရန်စားရလဲမရှိဘဲနဲ့လူနဲ့တရိတ်ဆန်တွေကိုတိုက်ခိုက်တတ်တဲ့ကိစ္စနဲ့လူသိများပါတယ်သူတို့ရဲ့ရန်လိုတာကိုဘာကဖြစ်စီတာလဲဆိုတာတွေကိုအတိအကျမသိရသေးတော့သူတို့ရဲ့အဖေပတ်ဝန်းကျင်မှာရှိနေဖို့ကသူတို့ကိုအန္တရာယ်များနိုင်ပါတယ်။ တရိတ်ဆန်ယုံလိုမျိုးထိန်းချုပ်ထားတဲ့ပတ်ဝန်းကျင်မှာတော့မှဒီလိုပုံစံမျိုးပါပဲသူတို့ကတရိတ်ဆန်မျိုးစိတ်ကွဲခွေးတွားအစွဲတွေနဲ့ခြေတဲ့ရှိကြီးတွေကပိုင်ဆိုင်ထားတာမလို့သူတို့ရန်လိုဖို့ဆုံးဖြတ်လိုက်ပြီးဆိုရင်တော့ဘသူတော်မှပြောစရာကောင်းနေမှာမဟုတ်တာတော့အမှန်ပါပဲဒါကြောင့်ဒီပြားရီဝဝင်တွေကိုတင်ပလောက်ဖဲအိမ်မွေးဖြစ်နေမွေးချင်နေပါစေမမွေးလိုက်ပါနဲ့နော်သူတို့ရဲ့ထူးခြားတဲ့အရေးတွေတွေကိုအဝေးကနေပဲရှုစားပြီးတော့သူတို့လောက်စရာရှိရာတွေကိုအေးအေးဆေးဆေးလောက်ခိုင်းလိုက်ပါဒါရီအလုံးကတင်းရဲ့အလုံးစုံရေးအတွက်ပြောနေရမလို့စမောက်ယုံလိုက်ပါရှင် The Grizzly ဝက်ဝင်ကြော်ရိုင်းထဲမှာမြောက်အမေရိကနဲ့ရုရှားမှာတွေ့ရကြတဲ့ Grizzly ဝက်ဝင်တွေကိုတွေ့လိုက်ရတော့ကန့်ကောင်းပါစေလို့ဆုတောင်းပေးပြီးတော့ကောင်းသောနေ့လေးဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ရန်လိုရာနဲ့သူတို့ရဲ့ပိုင်နက်ကိုကာကွယ်တဲ့အခါမှာဒီဝက်ဝင်တွေကနောက်ဆရာမဟုတ်ပါဘူးနော်။သူတို့ရဲ့အစာဒါမှမဟုတ်သားပေါက်လေးတွေပါလာမယ်ဆိုရင်ရန်လိုရာကနှစ်ဆဖြစ်သွားပါလိမ့်မယ်။ပေါင်600တိလေးချိန်ရှင်နေပြီးတနအီကို35မိုင်အထိအရှိန်နဲ့ပြေးနိုင်တယ်။အီယာမတတ်တော်ရီကြောင့်ကိုပြောနေတာပါ။ကျမတို့သားယုံမှာသူတို့ရန်သူလို့မြင်တဲ့ဘက်ကိုရောက်ချင်မှာမဟုတ်ပါဘူးနော်။ Grizzly တွေကဘသူ့မှာကြုံမဆိုင်ဖ ೇನೆ အသားနဲ့အယိုးတွေကိုကိုက်ဖြတ်နိုင်တဲ့အာကောင်းတဲ့အမျိုးနဲ့တဲ့နှုံးသားထက်ထက်တဲ့ခြေသေးတွေနဲ့အယိုးတခြားအသားတခြားဆုပ်ဖြတ်နိုင်ပါတယ်။သူတို့ချိန်ချောက်ခင်ရတာဒါမှမဟုတ်ရန်စရည်လိုခင်ရပြီဆိုရင်တော့စပြီးတော့တိုက်ခိုက်ဖို့တုံ့ဆုံနေမှာမဟုတ်ပါဘူးလေ။တေးချင်းအောင်ဆောင်တာက Grizzly ဝက်ဝင်နေတွေ့ပြီးဆိုရင်တော့သူတို့ကိုအသက်ကိုကယ်တင်နိုင်မယ်လို့တချို့တွေကယုံကြည်ကြပါမိမယ်လေ။အဲ့ဒါကအမြင်နဲ့အလုပ်ဖြစ်မှာမဟုတ်တဲ့ view ဟာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့တကောင်လောင်းနဲ့တွေ့ဆုံကြုံကြိုက်ခဲ့မယ်ဆိုရင်တော့လုံကြုံလောက်တဲ့အကွာဝေးမှနေနေပြီးသူတို့နဲ့ထိုက်တန်တဲ့လေးစားမှုဒါပြန်လိုက်ပါတော့ရှင်။ရေမြင့်ရေမြင့်ကအာဖရိကမှာအန်ရီရှိဆုံးတရိတ်ဆန်နေရာမှာတကောင်လို့သတ်မှတ်ခံထားရတာပါ။ သူတို့ကသူတို့ရဲ့နယ်နိမိတ်ကိုအလေးထားတဲ့အတွက်ကြောင့်သူတို့ရဲ့နယ်ဖြစ်တဲ့အထူးသဖြင့်ရေထဲကိုတခြားသူတွေကလာဖြတ်မယ်ဆိုရင်တော့တကယ်ကိုစိုးရွားတဲ့ပြဿနာတစ်ခုဖြစ်ဖို့ကိုတွန့်ဆုတ်နေမှာမဟုတ်ပါဘူးလေကိုယ့်ရဲ့လေကိုမောက်စေနိုင်တဲ့ပြဿနာလိုမျိုးအကြောင်းကိုကျမကပြောနေတာပါသတိထားဖို့အနေနဲ့ပေါ့နော်ရှင်မြင်းတွေကအရန်ကိုအရန်လိုတက်ပြီးသူတို့ရဲ့အဖို့တန်တဲ့တရေတမော့အဲ့ချိန်ကိုအနောက်ရှက်ခရရမယ်ဆိုရင်မိချောင်းတဲ့ချင်သေးတွေရဲ့နောက်ကိုယ်တော်မှပြေးလိုက်တတ်ပါတယ်ကံမကောင်းစွာနေပါပဲသူတို့ရဲ့ရန်လိုမှုတွေကစိုးရိမ်စရာကောင်းတဲ့အကျိုးဆက်တွေရှိနေတာပါ ဒီမှာဆိုရင်တော့ပြောထားတာကတော့ဒီရင်နေတတ္တဝါကြီးတွေကအာဖရိကကနှစ်ဆယ်လူသားတွေတည်ဆုံမှု900ခန့်အတွက်တာဝန်ရှိရလို့ပြောထားပါတယ်။အဲ့ဒါကနေတဲ့ရေအတွက်တော့မဟုတ်ပါဘူးလေ။ဥမာတစ်ခုလောက်ပေးပြရစေ2014ခုနှစ်တုန်းကလည်းရေမြင်းကမထက်မထားတဲ့နိုင်ဂျီးရီးယားအောင်းသူလေးတွေနဲ့ပြင်နေတဲ့လှေငယ်လေးကိုတိုက်ခိုက်ခဲ့တာပါအရန်ကိုခြေခွဲဆရာကောင်းတဲ့ဇလန်းလေးပါပဲဒီခြေခွဲဆရာကောင်းတဲ့ဖြစ်ရမှာចောင်းသား12ဦးနဲ့ဆရာမတအုပ်အသက်ဆုံးရှုံးခဲ့ရတာပါ အဓိကချက်ကသူတို့အဲ့ဒီတိုက်ခိုက်မှုကိုဖြစ်ပေါ်လာတဲ့နေရာကရေထဲမှာမဟုတ်ပါဘူးနော်။ရေမြင့်တွေကတခါတလေအစာရှာဖို့အတွက်မြေပြင်ပေါ်မှာလှည့်လည်နေရှိနေပြီးလူသားတွေကသူတို့ရဲ့သွားရင်လမ်းမှာရှိနေတော့အခြေအနေမကောင်းတော့တာပါပဲ။အဲ့ဒါဆိုရင်တော့ရေမြင့်တွေကဘာကြောင့်ဒီလောက်တောင်အန္တရာယ်များနေရလဲ။ပြောရမယ်ဆိုရင်တော့အဲ့ဒါကသူတို့ရဲ့ကြီးမားတဲ့အိမ်ပဲဆောင်အလေးချိန်နဲ့သူတို့ရဲ့ကြောက်စရာကောင်းတဲ့သွားရည်ရဲ့ပေါင်းစပ်မှုကြောင့်ပါပဲ။ဒါဒီနေ့အတွက်ဒီလောက်ပါပဲ။နောက်တစ်ခါမှပြန်ပြီးတော့ဆုံတွေ့ကြပါပေါ့လေ။ Bye bye ။